Thank you. တချံနီလာပြီဖြစ်လို့မြိတ်နဲ့ပုတ်ပြင်းမြို့နယ်တွေမှာ အုံသီးစေးတက်လာတယ်လို့ဒေသခံတွေစီကသိရပါဗျ။အခုနှစ်စံပိုင်းကအုံသီးတလုံးကိုကျပ်3000လောက်ရှိတာကနေလက်ရှိအချိန်မှာကျပ်9000လောက်အထိဈေးတက်သွားတယ်လို့ဆိုပါဗျ။တချံကာလမှာအုံသီးနဲ့လှုပ်တဲ့မုတ်တွေကိုလှူဒန်းလေးရှိတာကြောင့်အုံသီးလိုအပ်ချက်များတဲ့ရာသီလည်းဖြစ်ပါဗျ။ ဒါအပြင်တနင်္လာရီတိုင်းတဲကနေရအများစုမှာနေမြေမအေးချမ်းတာနဲ့ရာသီဥတုအခြေအနေတွေကြောင့်အုံသီးအထွက်နယ်ပြီးရှားပါနေတယ်လို့အုံသီးကုန်သည်တချို့ကဆိုပါတယ်တိုင်းတွေကတချောင်းမြွနယ်အများစုမှာလဲတိုက်ပွဲနဲ့အစ်စ်ချောင်းထိုးတာတွေကြောင့်ကျွန်းစုမြွနယ်ကထွက်တဲ့အုံသီးကိုပဲအ திக ထားဝယ်ယူရောင်းချနေရတယ်လို့အုံသီးကုံတွေရိစီကသိရပါဗျ။